Hello မင်္ဂလာပါဒီ basic နေပြန်နေကြိုဆိုပါရစေ။ကျွန်တော်တို့ထုံးစံတိုင်းပဲ mandate လုပ်နေကြ analysis လေးကိုကျွန်တော်ဒီနေ့လုပ်ဖို့ရှိပါတယ်။ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ဒါကျွန်တော်တို့ဒီ analysis လုပ်မယ့်နေ့မှာပဲပေါ့နော်။ Bitcoin ပါဝင်ခင်ဗျာဒီအာ crypto ပဲဒီအကုန်လုံးပေါ့နော်။ထိုးပြီးတော့ကြာနေတဲ့ခြင်းတွေကိုကျွန်တော်တို့ရင်ဆိုင်နေရတယ်။ဆိုတော့ဒီနေ့ဆိုလို့ရှိရင် Bitcoin ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့ဒီတပတ်ကျော်ကျော်နှစ်ပတ်နီးပါးလောက်ကတပတ်ကျော်ကျော်ပေါ့နော်။ဆိုတော့လောက်က အာဇုံနေဖြစ်တဲ့ဒါကျွန်တော် data ID မှာ8400ဇုံသားကိုပြန်ပြီးတော့မှအဲဒီမှာဆိုရင်ဒီလိုမျိုးလေးဆွဲလိုက်ထိကန်နေနေဖြစ်သွားတယ်ပေါ့နော်ဒီမှာ body ပဲ body ပဲဆိုတော့ထိကန်နေနေဖြစ်သွားတယ်နော်ဆိုတော့အာထိကန်နေနေဖြစ်ပြီးတော့အခုဒီနေ့ပြန်နည်းနည်း registration ပြန်ပြရတယ်အဲ maybe ဒီနာတဝိုက်မှာဒီနေ့ပိတ်သွားနိုင်တယ်ပေါ့နော်မနေ့ဖန်မနေ့အထိတော့စောင့်ရအောင်ပါဒါပေမဲ့ ဒီလိုလေ့ပိတ်သွားနိုင်တယ်ပြီးရင်နောက်တစ်ချက်ထပ်ပြီးတော့ထိနိုင်ခြင်းရှိတယ်အဲ့တော့ပထမ analysis မှာဒီကနေ့ကကျွန်တော်ပြောခဲ့တာလေးတွေရှိပါတယ်ဒီဇုံဒီ local zone ဖြစ်တယ် local zone ကိုပြန်ပြီးတော့အာ redress ပြန်လာတော့နိုင်ခြင်းရှိတယ်ဆိုတော့အာကျွန်တော်တို့ဒါပြောလို့ရှိရင် market ရဲ့ behavior ကိုနားလည်မယ်ဆိုလို့ရှိရင် market ဘယ်လိုသွားနိုင်တယ်လဲဆိုတော့အနည်းချက်ဆုံးကြိုတင်ခံမှန်းလို့ရတယ်100%တော့ဘယ်သူမှမှန်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အကုန်လုံးကဒါပြောရင်အနာဂတ်ကိုဘယ်သူမှဂျူပြီးတော့မြင်ရတဲ့ volume data တွေမဟုတ်ဘူးလေဒါပေမဲ့ဟို technical ပိုင်းအရာမှာ data ကိုကြည့်ပြီးတော့ကျွန်တော်ကနည်းနည်းလေးတော့ comment လို့ရတယ်ဆိုတော့ဥပမာပေါ့နော်ဒီ price ကြီးဒီလိုမျိုးဇုံတွေမှာသွားနေရဆိုလို့ရှင်ထားပါတော့ဒါခုနက local zone ပေါ့ local zone ကနေပြီးတော့ကျွန်တော်တို့ကဒီလိုသွားတယ်သွားတဲ့အချိန်မှာဒီနေရာရောက်တဲ့အချိန်မှာကျွန်တော်တို့ကနှစ်ခုဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ပထမအပေါ်ကိုဆက်တက်မယ်ဆိုလို့ရှင်ဒီအထိတက်နိုင်နေရရှိတာနော်ပြီးရင်အပေါ်မှာတစ်ဖက်နဲ့အောက်ကိုပဲဆင်းမယ်ဆိုလို့ရှိရင် DO ပြန်လာပြီးတော့ retest လုပ်ကိုလောက်ရမယ်ခြေနေရှိတယ်။ဆိုတော့ ဥမာအပေါ်ကိုပဲတော်တော်အောက်ကိုပဲတော်တော်သူကဒီစုံနေလို့နေမိသွားမှရဆိုတော့ဥမာဒီလိုဆက်တက်သွားရဆိုပါဆိုဒီနေရာကိုရောက်တယ်ဒီနေရာရောက်ဆိုပြီးကျွန်တော်တို့ကအပေါ်ကိုဖောက်တယ်မလားအောက်ကိုပြန်လာမလားဆိုတော့လောက်စီကနှစ်ခုပဲရှိတယ်ဆိုတော့အပေါ်ကိုဖောက်တယ်မယ်ဆိုလို့ရှိရင်ဘလို့ဘလို့ဖောက်တတ်နိုင်မလဲအဲဒီလိုမျိုးအာယူပြီးတော့မှဒီလိုမျိုးတစ်ချက်ထောက်ပြီးတော့ဒီလိုဘုံဆိုပြီးဒီလိုဖောက်တတ်တာမျိုးဖြစ်နိုင်တယ်ဟုတ်လားဒီမှာအပေါ်မှာတားထားတဲ့ resistance zone လိုမျိုးဟာမျိုးကိုကျွန်တော်တို့ဒီ price ကြီးဖောက်မယ်ဆိုလို့ရှိရင်အားနဲ့ body နဲ့ဒီ big gun နဲ့ပေါ့နော်နည်းနည်းကန်နဲ့ကြီးတဲ့ကောင်နဲ့ဒီလိုဖောက်ပြီးတက်တာမျိုးอ่ะဖြစ်နိုင်တယ်နော်ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုမှမဟုတ်ဘဲနဲ့အဲ့လိုမျိုးဖောက်တက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အောက်ကိုပြန်ပြီးကြာမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဒီလို body နဲ့ဒီလိုတက်မယ်တက်ပြီးဒါပေမဲ့ body ကဒီပုံမှာ body မပိတ်နိုင်ဘူးမပိတ်နိုင်မဲနဲ့အဲ body ကိုဒီအောက်မှာပဲဒီဒီဇုံရဲ့အောက်မှာပဲပိတ်ပြီးတော့ဒါမျိုးပေါ့အဲ့တော့ဒီပုံမှာ rejection weight ကြီးကြံနေပဲပြီးရင်ဒီအောက်မှာ body ပိတ်ပဲ ပြီးဒါမျိုးပြန်လာပြီးဒီလိုမျိုးလေးဘေးတိုက်ကလေးနည်းနည်းလေးတွားရင်တော့မှာဒါတော့တန်းကြရင်လည်းကြဒီလိုမျိုးပြီးတော့မှဒီလိုတန်းပြီးတော့ကြာပြီဒါမျိုးလေးဖြစ်နေတာဆိုတော့အခုဖြစ်နေခဲ့တဲ့အချိန်နေရကျွန်တော်ဒီမှာဆွပြရတဲ့အတိုင်းပဲဆိုတော့ဒီအောက်ကိုကျွန်တော်တစ်ခေါက်ပြန်လာပြီး redress လုပ်လိမ့်မယ်ကျွန်တော်ဟိုပထမ analysis မှာလည်းကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့ချက်ချင်း immediate မလုပ်ခဲ့ပဲနဲ့အပေါ်တက်သွားတယ်ကိုတော့3000အထိပြန်သွား tap လုပ်တယ်အဲ့တော့ဒီအချိန်မှာကိုတော့3000တက်တဲ့အချိန်မှာကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင် ဒီရောက်ကဝယ်ထားတဲ့8000ကိုဒီကနေဝယ်ထားခဲ့တယ်တချို့တွေဝယ်ရှိတယ်အဲ့ဒါကိုဒီမှာ percentage တစ်ခုကိုကျွန်တော်ထုတ်ရောင်းလိုက်ပြီဆိုတော့ကျွန်တော်ဝယ်တဲ့ amount က volume များတာဖြစ်တဲ့ကြောင့်ဒီအပေါ်မှာကျွန်တော်ဒေါ်လာ1000ငန်းလောက်ကျွန်တော်အမြင့်ရလိုက်တယ်โอเคအဲ့ကိုသောသုံးတောင်းထိတိချင်းမှာကျွန်တော် percentage တစ်ခုကျွန်တော်ထုတ်ရောင်းလိုက်တယ်ရောင်းပြီးတာနဲ့ကျွန်တော်ဘာလုပ်လဲဆိုစောင့်ကြည့်တယ်ဘာမှမလုပ်ဘူး market ကိုကျွန်တော်တို့ကကြိုတင်ခံမှန်းလို့မရအောင်ဒါကျွန်တော် beginner တွေလည်းကျွန်တော်ပြောချင်တာ market ကိုကြိုတင်ခံမှန်းလို့မရအောင် ိုတင်ခံမှန်းမှုစူးစမ်းတယ်ကြိုတင်ခံမှန်းပြီးတော့ကျွန်တော်တို့လုပ်တယ်ဆိုတာကဟိုပြောရလို့ရှိရင်ဟို weather focus လို့ပဲဗျာကြိုတင်ခံမှန်းလို့မရဘူးဆို weather focus လို့ပဲပြောချင်တာကျွန်တော် data ကိုကြည့်ပြီးတော့လို့ရှိရင်အဲ့ data အရ market ကဘယ်လိုဖြစ်နိုင်နေဆိုပြီးတော့ဟိုကျွန်တော်မိုးလေဝသခံမှန်းလို့လိုမျိုးခံမှန်းလို့ရနိုင်တယ်ဒါပေမဲ့100%မှန်မှာတော့မဟုတ်ဘူးအကောင်းဆုံးကကျွန်တော်ဘာလို့လဲဆိုတော့ market ဒီ ဒီကနေဒီလိုတက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ် anticipation ပေါ့နော်ဘယ်ကိုသွားနိုင်ကြီးရှိသလဲဆိုပြီးကျွန်တော်တို့မှန်းလိုက်တာဒီဘုံထိမယ်လို့ကျွန်တော်တို့မှန်းလိုက်တယ်အဲ့တော့တကယ်ကြီးသွားထိတဲ့အချိန်မှာဟိုဘက်အပေါ်ကိုကြောတက်သွားမယ်လို့ကျွန်တော်တို့ပြောလို့မရဘူးတကယ်ကြောင့်မို့ဒီဘုံမှာကျွန်တော်တို့က TP profit တခုယူလိုက်တယ်ယူပြီးတော့ဘာဆက်လုပ်တယ်လဲဆိုလို့ရှိရင်ထပ်မဝယ်တော့ဘာလို့မဝယ်လဲဆိုလို့ရှိရင်ကိုတောင်းတောင်းအောင်ကြော်ပြီးတော့ body ပိတ်မှာကျွန်တော်တို့ဝယ်လို့ရမှာ body မပိတ်ဖြစ်နေဒီလို rejection ပြန်ပြပြီးတော့ကျွန်တော်မဝယ်တော့ဘဲနဲ့စောင့်ကြည့်လိုက်တယ်အဲ့ဒီမှာ ရှူတင်စတာပေါ့နော်အောက်ကဒီဟိုဟာအရင်ကြီးတယ်ရှူတင်စတာရှူတင်စတာအစ်စ်တော်မဟုတ်ဘူးဒါဒါပေမဲ့အောက်မှာအာ rejection ပါတယ်အပေါ်က rejection ကပိုကြီးတယ်เนาะအဲ့တော့အဲ့လိုမျိုး rejection candidate ချောင်းပြပြီးတော့ဒီလိုပြလိုက်တာနဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့ဒီမှာကျွန်တော် future trade အယောင် trade ဖွင့်လိုက်တယ် okay အယောင် trade ဖွင့်လိုက်တယ်ဖွင့်ပြီးတော့ကျွန်တော်အယောင် trade ဖွင့်လာပြီးတဲ့အချိန်မှာပထမတည်းရဲ့ဒီလိုအောက်ကိုအကျပြရတယ်ပြီးဒီလိုပြန်တက်လာတယ်ဒါကိုဘယ်လိုခေါ်ဒိုးကြီးကန်တယ်ပေါ့ဒိုးကြီးကမှအပေါ်ဘက်နေနေရောက်တဲ့ဒိုးကြီးပေါ့ ်ပြီးဒုတိယမှာနောက်ထပ်ရှူတင်စတာလှလာလေးတီချောင်းပြဒါမှရှူတင်စတာဆစ်ဆစ်လှလာလေးနော်ဒါပေမဲ့ तू ကအရှိမရှိတဲ့ဒီကန်တွေရဲ့ range မှာဝင်နေတာတိတ်မလှတကယ်တော့လေဒီကန်တွေ range မှာဝင်နေတယ်ဒါပေမဲ့ rejection ပဲအဲ့ဒီမှာစဉ်းစားကြည့်ကြဒီအပေါ် rig width ကိုဒီ body ဟောရောက်နေတဲ့အချိန်ပေါ့နော်အာ price ဒီ9200နားကိုချင်းကတ်လာတဲ့အချိန်မှာကျွန်တော်ရခုနက future trade ရဲ့ position ကရှုံးနေရှုံးနေ ဒါပေမဲ့ကျွန်တော်ပိတ်ပစ်လို့မရဘူးဘာလို့လဲဆိုကျွန်တော်ရဲ့ training plan က stop loss ကကျွန်တော်ဒီပုံမှာထားထားတာကိုးဆောင်3000နဲ့မှ200မှာထားထားတာ okay အဲ့ဒီကနေပြီးတော့အဲ့ဒီကိုထည့်တော့ stop loss ထည့်ပြီးပိတ်သွားလိမ့်မယ်အဲ့ကျွန်တော်နည်းနည်းဆုံးရှုံးမှုရှိလိမ့်မယ်ဒါပေမဲ့ပြဿနာမရှိဘူးအဲ့တော့ဒီ trade ကိုကိုကရေးနေတဲ့အကြောင်းမလို့ trade တာနော်ဆိုတော့ဒီဒါပြီးတဲ့အချိန်မှာအခုဒီနေ့ပုံစံကြတော့ကျွန်တော်ရဲ့ profit ကအခုဆိုဘယ်လောက်လဲ5%ကျော်ကျော်လောက်ရှိမယ် okay ဖပစင်ကျော်လောက်ရှိတယ်ဖပစင်ကျော်ဆိုလို့ရှိရင်စဉ်းစားကြည့်ဒေါ်လာ1000မှဝင်လာရဆိုလို့ရှိရင်ဒေါ်လာ900 တသိန်းမဝင်ထိုင်တသောင်း900เนาะဆိုတော့ကျွန်တော်ဝင်ထားတော့တသောင်းမကဘူးဟိုလောက်ရှိမှာတော်တော့3000လောက်ရှိမှာတဲ့2000 9000ပို့တည်ကြပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ဒီမှာဒီကနေ short လိုက်တာဖြစ်လို့ကြောင့်မလို့ဒီနေရာရောက်တဲ့ချိန်မှာကျွန်တော်ဒါခုနကတော့ကျွန်တော်မသိလိုက်ဘူးကျွန်တော် TP ရပါမှာရှိတယ်ဆိုလို့ရှိရင်6000နဲ့မှ4000ထားထားတာကျွန်တော်6000 4000အဲ့ဒီဈေးညမှာဈေးနေမယ်ဈေးညမှာဈေးနေမယ်ဈေးညမှာလည်းဈေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘာလို့မလဲဆိုလို့ရှိရင်ဒီကန်နဲ့ပိတ်ပြတဲ့ချိန်မှာအချိန်နေကြည့်ပြီးတော့ကျွန်တော်ရဲ့ stop loss ကိုကျွန်တော်ဒီ အလယ်နာကိုဒီ၈000၈000ရွှေ့ရွှေ့ဟောပြတ်တက်သွားပါစေကိုကျွန်တော်တက်ကအမြဲတခုရနော်ဒါကျွန်တော် training plan လေးကိုအဲ့တော့အဲ့လိုမျိုး trading command နဲ့ကျွန်တော်တို့ရှိ market ကပြတာ anticipate လုပ်ပြီးတော့ market ပြတဲ့အတိုင်းကိုလိုက်ပြီးတော့ကျွန်တော်တို့က trade ဝင်တာပို့ပြီးတော့ကောင်းနေမယ် okay ဟုတ်ပြီးတော့ဒါကကျွန်တော်တို့ bitcoin ရဲ့အခြေအနေအဲ့တော့ now အာဘာဆက်ဖြစ်နိုင်လဲပေါ့နော်ခုနကပြောလို့ command လို့မရဘူးဆိုပေမဲ့ technical အရာကျွန်တော်ဘယ်လိုထင်လဲပေါ့ဆိုရင် အခုဒီတိုင်းဆိုလို့ရှိရင်ဒီတိုင်းသာ body ပိတ်သွားခဲ့မှာဆိုလို့ရှိရင်နောက်ထပ်ထပ်ပြီးတော့တစ်ချောင်းစာလောက်တော့ဘုနှစ်ချောင်းစာလောက်ထပ်ပြီးတော့ကြနိုင်ကြီးဒီလိုမျိုးကြနိုင်ကြီးရှိသေးတယ်အဲ့မှာ rejection ပြနိုင်ကြီးရှိတယ်ဒီတစ်ချောင်းကြတဲ့အချိန်မှာ rejection ပြနိုင်ကြီးရှိတယ်အဲ့ rejection ဒီဒီစုံထဲမှာ body မပိတ်ဖ ೇನೆ ဒီလိုမျိုးအပေါ်ဆွတ်တက်သွားပြီးပြရတဲ့ rejection ဖြစ်မယ်ဆိုရင် double bottom pattern ဖြစ်သွားပြီဟုတ်နော် double bottom pattern ဖြစ်သွားပြီ double bottom ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမဖြစ်နိုင်လင်းဆိုတော့ ဒီအပေါ် neckline ကျော်ရည်ဒီကိုပြန်ဆွဲတက်နိုင်တယ်အဲ့တော့ဒီမှာ rejection သာပြခဲ့မယ်ဆိုရင်ဒီမှာ rejection နှစ်ချောင်းသုံးချောင်းဒါမှမဟုတ်တစ်ချောင်းလေးဖြစ်နိုင်တယ်ပေါ့နော် market ရဲ့အခြေအနေပေါ်မှာမူတည်တယ်အဲ့တော့မှပြခဲ့မယ်ခင်ဆိုလို့ရှိရင်ဒီကနေပြီးတော့ပြန်ဆွဲတက်လာတဲ့ဒီအာဟိုတက်လာခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ပထမအဦးဆုံးဖြတ်ကျော်ရမယ့် gate က8800 gate ဖြစ်တယ်8800 gate ကိုကျော်နိုင်သွားပြီဒီလိုမျိုးကျော်တက်သွားတယ်ဆိုလို့ရှိရင်နောက်ထပ် gate ဒီဒီကြားထဲမှာရှိခဲ့တဲ့ order flow ကြီးတစ်ခုလုံး ਨੇ D trend line ဖြစ်တယ်เนาะဒါပေမဲ့ကျွန်တော်ဘာ Bitcoin ကိုဆွဲရတဲ့ daily trend line အဲ့တော့ trend line ကဒီမှာနည်းနည်းလေးကျွန်တော်တို့အဲဒီလိုမျိုးရှောင်ဆွဲမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်သွားမယ်เนาะအဲ့တော့ကျွန်တော်က body မထိပဲဆွဲရတာဖြစ်တယ် trend line ကိုလीဒီလိုဖြစ်သွားမယ် okay ဒါဆိုဒါမှန်မှန်နိုင်ရှိတဲ့ trend line ဖြစ်သွားပြီဆိုတော့ဒီ trend line ဒီဘယ်တန်းမှသွားကြရလဲဆိုတော့ဒီ9300เนี่ย zone เนี่ยมาနောက်တစ်ခေါက်ထပ်ပြီးတော့ conference ဖြစ်နေတာကိုတွေ့ရတယ်အဲ့တော့ maybe market ဒီဒီအောက်ကိုဆက်ဆင်းမယ်ဆိုလို့ရှိရင်အောက်ကိုဆက်ဆင်းမယ်ဆိုလို့ရှိရင်မဖြစ်မနေဒီကောင်ဘောင်နဲ့ပြိမာရအောင် okay ဒီ၈000 7000ဈေးနှုန်းလောက်ရှိတဲ့တန်းဘောဒီနဲ့ပြိမာရအောင်ဒါဆိုရင်တော့တေချာပေါ့နီးပါးလောက်တေချာပေါ့နီးပါးလောက်8400စီကိုပြေးသွားလိမ့်မယ်ဒီကောင်ဘောဒီမပြိနိုင်ဘူးဒီ bitcoin ကဒီ7000ဈေးကိုဘောဒီမပြိနိုင်ဘူးသူတို့ဖြင့်ဒီ7000နဲ့မှ၄000 နဲ့ဒီတုံးတော်နဲ့ဂျားထဲမှာရှိတယ်ဒီ local zone လေးကိုမကျော်နိုင်ဘူးဆိုလို့ရှိရင်နောက်တစ်ခါ devil bottom အနေနဲ့ rejection ထိုးပြီးတော့ပြန်ဆွဲတက်နိုင်ရည်ရှိတယ်ဆွဲတက်မဲ့ဟာဒီ battery တောင်းနေရည်ဆိုပထမဆုံး7800ကိုကျော်ရလိမ့်မယ်7800ကို bodies one strike နဲ့ကျော်နိုင်တယ်ဆိုလို့ရှိရင်ဒုတိယ code 3000ပတ်ချလင်းနားမှာရှိတယ်ဒီ trend line တော့မဟုတ်လဲဒီဂျားထဲမှာပေါ့နော်ဒီ zone ရှိရဲ့အဲ့ zone zone ရဲ့ဂျားထဲမှာရှိ trend line တော့မဟုတ်ဒီတိုင်းပိတ်သွားခဲ့မယ်ဆိုလို့ရှိရင်ဒီကန်တယ်ရဲ့ဒီ fair value gap ပေါ့နော်အဲ့နေရာဒီမှာပြန်ပြီးတော့မှ resistance နဲ့ပြန်ကြုံရလိမ့်မယ်เนาะဒါကျွန်တော် technical ကိုကြည့်ပြီးတော့ကျွန်တော်တို့ကဒါ anticipate လောက်တာပေါ့ခံမှန်းတာတဲ့ဆိုကျွန်တော်တို့ပြောရမှာဆိုလို့ရှိရင်မှန်းစကြည့်တာပေါ့အဲ့လိုမျိုးပြောရမှာဆိုတော့100%ဘယ်သူမှတော့ခံမှန်းလို့မရအောင်ခုနကျွန်တော်တို့ဟို technical analysis တွေပါတယ်လို့ဆိုရင်ကျွန်တော်မိုးလေဝသခံမှန်းချက်နဲ့တူတယ် mean point နဲ့မတူเนาะအဲ့အလေးချက် mean point ကဝါစိမ့်နေအဝါဆိုရင်ကြည့်မယ်အနေဆိုရင်ရက်မယ်အစိမ့်ဆိုသွားမယ်ရှင်းရှင်းလေးပဲဒီ signal ကဒီ မင်းအဝါဆိုသူအဝါဆိုရင်ကြည်သတိထားအစိမ့်ဆိုရင်တွားလိုက်တော့အနည်းဆိုရင်ရက်လိုက်တော့ဒါပဲ signal ရဒီတိုင်းပဲအဲ market က technical analysis signal အဲ့လိုမဟုတ်ဘူး weather focus လို့ပဲရွာရင်ရာနှုန်း60ဖြစ်ပါသည်80ဖြစ်ပါသည်80ဖြစ်ပါသည်ရွာရင်ရာနှုန်းပြည့်ဖြစ်ပါသည်ဆိုတာကရှိတယ်ဒါပေမဲ့ဒီမှာဒီဒီ bitcoin တို့ဒီဒီ market ထဲမှာကျတော့တက်ရင်ရာနှုန်းပြည့်ဖြစ်ပါသည်ဆိုတာမရှိဘူးเนาะအဲ့ဒါရှိမယ်အဲ့တော့ ကျွန်တော်ဒါလေးကိုချက်သိရမယ်အဲ့တော့ဒီ market ဒီအခုဒီလိုဇုံဆင်းတာအကုန်လုံးဆင်းလာတာเนาะ Ethereum တွေရောအကုန်ဆင်းလာတော့ကျွန်တော် short trade ဝင်နိုင်တဲ့လူဆိုလို့ရှိရင်တော့ BNB မှာဆိုလို့ရှိရင် short trade တော်တော်ကောင်းနေဟာတခုကိုကျွန်တော်ပြခဲ့ဒီမှာကြည့်ဒီဇုံကျွန်တော်ဟိုနေ့ကတည်းကဆွဲထားပြီးဒီဇုံဒီမှာရှိရဲအဲ့ဇုံဒီကျွန်တော်တို့ဒါဟိုဘက်ကဖီဝနာချင်းနေဆိုလို့ရှိရင်0.718 level ပဲဖြစ်နေတယ်အဲ့တော့ဒီဝက်ဆင်မေးကောက်ထားတော့ကျွန်တော်ပြန်ဝင်ဖို့ပဲတုံးတာဆိုတော့โอเคအဲ့တော့ဒီမှာဇုံတစ်ခုရှိနေခဲ့တယ်အဲ့ဘယ်လောက်လဲ900ဇုံပေါ့အဲ့900ဇုံလွှတ်ထောက်ပြီးတော့မှ rejection နဲ့ အောက်ကိုဆွဲပြီးတော့ဗနေရုံကိုပြပြီးတော့စင်းချလိုက်တာเนาะဆိုလနာမှာလည်းအလိုပဲဆိုလနာကတော့ပိုဆိုးတယ်ဘုဆက်ကအပေါ်ကိုမရောက်တော့ဒီနားမှာတိုင်ပတ်နေဆိုလနာထက်ကျန်တဲ့ကွာရောလောလောဆယ်စဉ်းစားတာပိုကောင်းတယ်ဗျာဆိုလောလောဆယ်မှာကျွန်တော်တို့ဆိုလနာကိုရေရှည်စုမယ်ဆိုလို့ရှိရင်တော့အဲပြန်ဝင်လို့ရတယ်เนาะ868အဲ sorry 0.786ကနေပြန်ဝင်လို့ရနိုင်တဲ့ခြေရှိတဲ့ ဇုံထဲကိုရောက်လာပြီပေါ့နော်ဆိုတော့ဆိုလာနာကိုရရှိစုမယ်ဆိုလို့ရှိရင်ဟိုစဝယ်လို့ရပြီ နောက်ဆုံးအနေဆုံးကတော့95အထိကျွန်တော်တို့ဆင်းခဲ့95ကျမှဝယ်မယ်ဆိုရင်တော့တိတ်ပတိကြတော့ဘာလဲမှာတရားရီပါရီလေးရှိသေးသေးရအောင်ဇုံတွေကလေဆိုတော့တရား30အခုကတော့တရားဇုံတွေအောက်ဆိုတော့နည်းနည်းဝယ်မယ်ဆိုရင်ဝယ်လို့ရနေတာမရှိရအဲ့တော့ BNB ကတကယ်လို့ဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့980ဈေးတန်းဝယ်လို့ကောင်းတယ်အခုအချိန်ဒီမှာတော့နည်းနည်းလေးအပေါ်ရောက်နေသေးတယ်ဒါပေမဲ့0.018အောက်ကျပြီဆိုတော့ ဟိုး long time ကြီးမှာဆိုရင်တော့ဟိုမှာ9နှစ်တို့ဘာလို့ကြီးမှာဆိုရင်တော့ဖြစ်နိုင်ပါတယ်အဲ long time အဲ့လောက်မကြီးဘူးဒါပေမဲ့ BNB လိုဟာမျိုးက exchange token ဆိုတော့နည်းနည်းကြောက်လို့ဖြည်းဖြည်းပဲနည်းနည်းပဲထည့်မယ်ပြီးအမြတ်ရရင်ရောင်းမယ်ဆိုရင်တော့အာဒီ980လောက်ကပြန်ဝင်ဖို့ကောင်းတဲ့ဈေးတန်းမှာတွေ့လိမ့်မယ်မှာ980 0.78 ASIC နဲ့လည်း quality ထောက်နေတဲ့နေရာရှိတယ်เนาะဆိုတော့အဲ့နေရာဒီကျွန်တော်တို့အတွက်အဝယ်ကြည့်လို့ရမယ့်နေရာဖြစ်တယ် Ethereum ကကျတော့အဲကျွန်တော်ဇုံကတ်မှတ်ထားတာရှိတယ် ဟိုမှာဒီမှာဆိုရင်2950နဲ့2250ပေါ့နော်ဆိုတော့အဲ့နာတဝိုက်ကကျွန်တော်တို့ဝယ်လို့ကောင်းနေနေရတယ်အဲ့0.786ဒီအဲကျွန်တော်တို့ခုန2950နဲ့လည်းနည်းနည်းကြိုက်တယ်အဲ့တော့အဲ့နာမှာကျွန်တော်တို့ကညမှာစပြီးပြန်အဝယ်ကြည့်လို့ရတယ်အီတာလီယန်ကျွန်တော်လည်းဖြည်းဖြည်းချင်းဝယ်တော့ဝယ်နေပါတယ်နော်ဒါပေမဲ့အခုပုံစံတန်းဆိုလို့ရှိရင် market ကခုန Bitcoin မှာမူတည်တယ်အများကြီး Bitcoin ဒီ double bottom မဖြစ်ဘဲနဲ့အောက်ကိုထိုးဆင်းသွားမှာဆိုလို့ရှိရင် ဒီ8000စုံဒီ8000ဒီနေရာဒီအရေးကြီးတဲ့နေရာဖြစ်လာလိမ့်မယ်8000ကိုကျော်သွားပြီဆိုတော့နောက်ဆုံးခံတဲ့ဖြစ်တဲ့8400500စီကိုရောက်ချပါလိမ့်မယ်ဆိုတော့အဲ့လိုမျိုးမဖြစ်ဖို့ကျွန်တော်မျှော်လင့်နေကျွန်တော်မျှော်လင့်နေမျှော်မျှော်လင့်တာပေါ့နော်ကျော်လင့်ခမနာမျှော်လင့်တာမျှော်လင့်တာကကျတော့ဒီမှာ rejection နဲ့ double bottom ထပ်ပြပြီးတော့ပြန်တက်မယ်အကယ်၍ market အားလုံး sentiment တွေအကုန်ကောင်းပြီးတော့ကောင်းခဲ့လို့ရှိရင်ပေါ့နိ first day ပါရီအကုန်လုံး စင်ပြေခဲ့လို့ရှိရင်ဒီဒီအပေါ်ဆုံးတွေကိုကြော်ပြီးတော့ဒီ train line ကိုပါချိုးနိုင်တယ်ဆိုလို့ရှိရင်เนาะနည်းကျွန်တော်ဟိုလောက်ထိရောတသိန်းကျော်ထိပြန်တက်လာနိုင်ကြီးကိုကျွန်တော်ပြောလင်းလို့ရတယ်โอเคအဒါကတော့ big one เนาะဒါပေမဲ့ရေရှည်မှာတော့ကျွန်တော်ဒီ2026ဒီ bear market နဲ့ဒီဟိုဟာဖြစ်မဲ့ဘေးလိုက်သွားနိုင်ကြီးရှိတဲ့နေရာဖြစ်တယ်ကျွန်တော်တို့အရင်ဗီဒီယိုမှာလည်းကျွန်တော်ပြောထားတာရှိရယ်ပေါ့เนาะ technical indicator တခုပေါ့เนาะဟိုဟာ ဘီဒီစီ heaven in နေကြတာ ਨੇ ကြည့်လိုက်တဲ့အခါမှာဒီဒီ2026ဒီပတ်ပတ်လေဒီကျွန်တော်တို့ဒါ DC လို့ခေါ်တဲ့ပြန်စုရမယ်အာနှစ်တွေဖြစ်သွားလိမ့်မယ်နော်ဆိုတော့အဲ့ဒါတော့ဖြစ်နိုင်ရရှိမရှိတော့မပြောရတဲ့ဒီလောလောဆယ်အခြေအနေကြည့်ရမယ်လောလောဆယ်အခု current price ရှင်ရောဒီလိုလေးဖြစ်နေတယ်နော်အဲ့တော့ ချုပ်ပြီးပြောမယ်ဆိုလို့ရှိရင် Bitcoin ကိုကျွန်တော်တို့ကအခုချိန်မှာဒီအောက်ကို rejection ပြန်ပြစောင့်ကြည့်ပါ rejection ပြပြီးတော့ double bottom ဖြစ်သွားပြီဆိုလို့ရှိရင်ဖြစ်နိုင်ကြီးရ7800ကိုဖောက်ပြီးတော့ဒီ trend line ဒီနောက်တစ်ဝိုက်မှာအဆုံးတက်နိုင်ကြီးတခုရှိတယ်ဗောနော် baby 7800ဒဲမှာလည်းပြန်ရွှေ့သွားနိုင်တယ်ပြောလို့မရဘူးဆိုတော့7800ဒီဒီကောင်ဒီ fair value gap နဲ့သွားဆုံမှာနော်အဲ့တော့ fair value gap က7800ရင်ဒီ trend line ရေဆုံးနဲ့ဒီနားလောက်မှာရက်ပြီးတော့ထပ်ဆင်းနိုင်ကြီးရှိနေသေးတယ် အကယ်၍တက်ချင်တယ်ဆိုလို့ရှိရင်ဒီ8800အပြင်ဒီ trend line ကိုပါဖောက်ပြီးတော့တက်မှာရမယ်ပုံစံဖြစ်သွားမယ်เนาะအဲ့တော့ဘယ်အချိန်မှာကျွန်တော်တို့ကအတက်ကိုတေချာပြီလို့ပြောလိုက်ရတယ်ဆိုတော့ trend line ကိုဖောက်မယ်ကိုတောင်း3000မှာရှိခဲ့တဲ့ဒီနောက်ဆုံး swing ထိပ်ကို body ပိတ်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီပြန်ဝင်လို့ရမယ်တသိန်းတသိန်း8000တသိန်း1800ဒါတော့မှန်တာပေါ့နော်ပြောနေတာပါဆက်လို့ပြော မျောလင့်လို့ရနော်ဘလော့ဆယ်မှာတော့ဒီနေရာလေးကိုကျွန်တော် focus လုပ်ပြီးစောင့်ကြည့်ရမယ်ဆိုတဲ့အကြောင်းဒီဒီဘက်မှာကျွန်တော်တရင်လေးပြခြင်းပါတယ်โอเคအဲ့တော့ဒီမှာကျွန်တော်တခါတည်းတရင်ပြခြင်းလာလေးတခုကကျွန်တော်တို့ DBS ရဲ့ DBS family community ကိုအသစ်ပြန်ဖွဲ့စည်းထားပါတယ်အောက်မှာကျွန်တော် link လေးပေးထားပါမယ်အဲ့ဒီ community ကို join မယ်ဆိုလို့ရှိရင်ဒီဒီမှာလာတဲ့မှာ Sunday တိုင်းမှာကျွန်တော်တို့ဒါဒေါ်လာ100ဘူးအာ red bucket ပေါ့နော်ဒေါ်လာ400ဘူးဒီကျွန်တော်ချသွားဖို့ရှိတယ်ပြီးတော့တခြားဥမာအခုပြောစရာကောင်းပါတယ်အကုန်လုံးလည်းရောက်ပြီးစကားတွေပြောကြညင်ညာခုံကြ ။နောက်ကျွန်တော်တို့ education ဒီ video တွေအာ market focus တွေဒါတွေကိုလည်းကျွန်တော်ပုံမှန်လေးအမှားလေးတင်ဆက်သွားမှာပေါ့နော်။ဆိုတော့အဲ့ဒါလေးက free ပါ။ community လေး join နေတယ်ဆိုလို့ရှိရင်အောက်ကနေပြီးတော့ join ခဲ့ဖို့လေအာ link လေးပေးထားပါမယ်နော်။ join ခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ okay ။အဲ့တော့ဒီ video ကြည့်ပြီးကျေးဇူးများကြီးတင်ပါတယ်။ငွေဝင်နေတယ်လေးဖြစ်ပါတယ်ခင်ဗျာ။